အလုံးမင်္ဂလာပါကျွန်တော်ချက်စီ for you နဲ့ပြန်လဲကြိုးစားပါတယ်ကျွန်တော်ဒီနေ့ကတော့ချက်စီနဲ့ပတ်သက်ပြီးတော့ပြီးခဲ့တဲ့ဆန်လန်းလန်းကိုရှုံးခဲ့တဲ့ပွဲစဉ်မှာကျွန်တော်အစ်နေနဲ့ဘာရီမားခဲ့လဲဘယ်နေရာတွေမှာအားနေခဲ့လဲဒါနဲ့ပတ်သက်ပြီးတော့ဒီကိုရိုနာတူတူပြောသွားခြင်းနဲ့ပေါ့နော်ဆိုပထမဆုံးပြောချင်တာကဘာလဲဆိုတော့ဒီနေ့ပွဲရဲ့အရှုံးကိုကျွန်တော်စင်ကြီးပေးလို့မရဘူးကျွန်တော်အစ်နေဒီပွဲမှာဆိုရင်အားလုံး offline ခဲ့တယ်ပေါ့နော်ပြောချင်တာကတိုင်လူကြီးလည်းအဆင်ပြေတယ် တန်ရလည်းရှာတာမျိုးမရှိဘူးအနီကလည်းထုတ်ခါတာမျိုးမရှိဘူးလူထုတ်ပုံနဲ့မှန်ခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ရှုံးခဲ့တယ်ဘာလို့လဲဒါလည်းပသက်ပြီးတော့ဒါပြောတော့အောင်ပေါ့နော်စနလငါအပြင်စင်လာတာကရှင်းတယ်ပေါ့နော်အချက်၃ချက်လောက်နဲ့ပဲပြင်စင်လာတယ်ဒါနဲ့ပဲချက်စီကိုအနိုင်ယူသွားတယ်ပထမဆုံးတစ်ချက်ဆိုရင်စနလငါဒီစုံလိုက်ပလော့တာပေါ့နော်ကွင်းလယ်မှာပို့ပြီးတော့ဒါစုံလိုက်ပလော့တယ်အဲ့ဒီဘယ်လိုပြောမလဲချက်စီရလာတဲ့လမ်းကြောင်းမှန်တယ်များကိုဒီလိုဆုံးနေမာကင်ယူပြီးတော့ ဟိုဘလော့တယ်ပေါ့နော်ဘလော့တဲ့ခါမှာ Chelsea ကဘလို့လိုးရလဲဆိုတော့ဒီရှေ့ကိုဒီ forward back တွေ key back တွေမထွက်တော့ဘဲနဲ့ဒီတော်မန်နေကိုပဲအားပြုပြီးတော့ကစားရတဲ့အနေအထားမျိုးဖြစ်သွားတယ်ဆိုတော့တော်မန်ကကစားသမားတွေကတော့ဘလို့လဲဆိုတော့ဒီကာနာချိုတို့ဒီနက်တိုတို့ဆိုတော့ကသူတို့မှာနေရာချက်ချင်းမရဘူးပြီးတော့အချိန်မရဘူးပေါ့တိုင်ရန် space ကောင်းကောင်းမွန်မွန်ရှားမှသာနေပို့ပြီးတော့အလုပ်ဖြစ်တဲ့ကစားသမားတွေဖြစ်တယ်ပေါ့နော်ဒီလိုမျိုးတိုက်အဲစပီဒီဘယ်လိုပြောမလဲ အရန်ကြီးပိတ်ဆို့ဟန်ထားထားတယ်ဆိုရင်ဒီကားသမားတွေကအလုံးမဖြစ်တော့ဘူး ဒါကြောင့်မို့ကျွန်တော်အတင်းရုံးကန်လိုက်ရတယ်ဒါကိုလည်းလေးပြမာရစကာကအပြေမရှာနိုင်ဘူးလို့ပဲကျွန်တော်ပြောချင်တယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ရှေ့ရနေပြီးတော့အလုံးလုံးနေတဲ့မက်ကီယူတို့ဒီအကြောင်းပထူတို့ပေါ့နော်ဒီကမ်းမတွေကလည်းဒီစပိတ်ကြီးအချင်းနေချာမှာအလုံးမလုံးနိုင်ဘူးမက်ကီယူကပို့ပြီးတော့ဒါစိုးတယ်ပေါ့နော်သူ့မှာလောအားနှုံးပဲရှိတယ်သူ့ကဖူဘောအင်တယ်လီဂျန်ကနဲတယ်ပေါ့နော်ဒါမှ CR ထွက်ဖြစ်ရတဲ့တန်းနဲ့ဒီစင့်နဲတာကတော့ဒီကမ်းမနဲ့ပဲဆိုင်မယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ ပြောရင်ကပရမသုံးချက်နေနဲ့ဒါဆုံးတဲ့ block တွေကိုနိဗျမာရစ်ကအပြေမရှာနိုင်တာပဲဆိုလို့ block set နဲ့ဇုံတဲ့ block ကတော့မတူတော့မတူဘူးပေါ့နော်လို့ block ဆိုတာကအကုန်လုံးကိုပိတ်ဆို့ပြီးကစားလိုက်တယ်နည်းနည်းဇုံတဲ့ block ဆိုတာနည်းနည်းလေးဟိုရှေ့နေနဲ့တက်ပြီးကာသေးတယ်ပေါ့နော်ဆိုတော့ဒီနေသားမျိုးနဲ့ကျွန်တော်အသိကိုဆန်တလန်ကထုနဲ့သွားတယ်ဒါပရမသုံးချက်ဒုတိယချက်ကဘာလဲဆိုတော့ဆန်တလန်ရဲ့မမန် marking ယူပြီးတော့ present လုပ်တဲ့ပုံစံပေါ့နော်ဒါကိုလည်းချက်စီမယုံထွက်နိုင်ဘူးဒါကိုဘယ်လိုပြောမလဲ ရှောင်ရှားရင်းရှောင်ရှားရင်းနဲ့ချက်စီးရဲ့ identity ကပျောက်လာတယ်ပေါ့နော်သူတို့အနေနဲ့ဒါ particle pad တွေပေးတယ်ဒါ side wave pad တွေပေးတယ်ဒါတွေကလွဲလို့အော်ရှေ့မှာဒါပြောရမလဲကီးပတ်တွေမထွက်တော့ဘူးဖောဝတ်ပတ်တွေမထွက်တော့ဘူးတက်စစ်ကိုချင်းချောင်းနိုင်တဲ့ဒါပတ်စင်တွေမထွက်တော့ဘူးဆိုတော့ဒီလိုမျိုးအနေထားမျိုးတွေဖြစ်တယ်ဆိုတော့ဒါကရေရှည်မှာဆိုရင်တော့ပြဿနာဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့ဒီ present game ကစားတာကလက်ရှိ modern ဘောလုံးလောကမှာဆိုရင်အတင်းအားလုံးကစားနေရပြောစရာတော့မလိုဘူး ဒီမော်ဒန်ဘောလုံးလောက်ကမှဆိုရင်ဒါ play from the back ပုံစံကစားတဲ့အသင်းတွေအရမ်းများလာတဲ့အခါအတော့ဒီ present game ကအလုပ်ဖြစ်လာတယ်ပေါ့နော်ဒါကိုအသင်းတိုင်းကစားနေကြတယ်ဒါကိုကျွန်တော်တို့ရုံမထွက်နိုင်ဘူးဆိုရင်တော့အသင်းကကြာရှုံးမှာပဲရှုံးမှာပဲဆိုတော့နောက်ထပ်ဟိုနည်းပြောအခင်ချင်းပေါ့နော်တခုခုတော့အာရှိသိမိလို့ထင်တယ်ဆိုတော့ဒီနေ့မှာဟို present ပေးတဲ့အခါအတော့ကျွန်တော်တို့အသင်းနေတယ် ကိုသမားနေပြောရှေ့ကန်တရတဲ့အနေအထားမျိုးတွေရောက်ကုန်တယ်အဲ့မှာဟိုရှေ့ကကစားသမားတွေကမက်ကီယူဖြစ်တယ်မက်ကီယူကထောင်လဲနေတယ်လဲနေတာကလွယ်လို့သူ့မှာဘာမှမလုပ်နိုင်ဘလုံးဒီ area ကျွဲတွေမှာတအားအားနေတယ်ဆိုတော့ဒီဂျာဟူပထိုကအဲ့လိုမျိုးအားတာတယ်လို့ထင်ရပေမဲ့ဒီကစားသမားကလည်း display အားနေတယ်ဟိုဘယ်လိုမလဲတောင်နဲ့တွက်ချင်တာတို့ဟိုအဲ့လိုမျိုးပေါ့နော်ဥပဒေပြင်ပဆန်တဲ့ကစားပုံမျိုးကိုဒါဂျာဟူပထိုကတွေ့ရတယ်ဒါကြောင့်မို့ဟိုဒီရှေ့မှာဘလုံးလက်ခံမဲ့ဥမာကျွန်တော်တို့အရင်ခစ်ကဆိုရင်ဒါ drop ပါလို့ ကစားသမားမျိုးလိုအပ်တယ်ဗျာချိန်မနဲ့ထိန်းကြမယ်အသိပေါ်နဲ့ချိတ်ဆက်ကစားမယ်ဒီလိုကစားသမားမျိုးလက်ရှိချိန်မှာချက်စီးမှာမတွေ့ရအောင်ဆိုဟိုဒါဒုတိယချက်အနေနဲ့ present ပေးတဲ့ gain ကိုပေါ့နော်ပြောရရင် present gain ကိုချက်စီးကမခံနိုင်တာ resistant မကောင်းတာလို့ပြောရမှာပေါ့နော်ဒါကိုနေရမှာစကားကနောက်ထပ်အပြည့်မရှာနိုင်ဘူးဒါကြောင့်မို့လဲကျွန်တော်တို့ဟိုနောက်တစ်ချက်အနေနဲ့ရှုံးနေလို့ပြောလို့ရတယ်ဒီပြပိုင်ရဆိုရင်နောက်တစ်ချက် နေနဲ့ဆိုရင်ဒါ low blow setup ပေါ့နော် low blow setup ကိုချက်စီးကအဖြစ်မရှာနိုင်သေးဘူးဒါကြာလာ ਈ ပေါ့နော်ဆိုတော့အရင်တုန်းကတော့ချက်စီးကဒီ low blow setup ကိုကောင်းကောင်းကြီးကစားတတ်တဲ့အသင်းပေါ့နော်ဆိုတော့သူများအသင်းကပြန်ကစားတဲ့အခါမှာတော့သူတို့မှာအဖြစ်မရှိတော့တဲ့အနေအထားမျိုးဖြစ်သွားတယ်ပေါ့နော်ဆိုတော့ဒီ x-ray ဘောင်တို့ဒီ problem kit တန်တို့တော့ဝင်လာတယ်ဒါပေမဲ့ပုံစံကအတူတူပဲပေါ့နော်ဒီ low blow setup ကိုကောင်းကောင်းကြီးဘယ်လိုပြောမလဲ မထိုးဖောက်နိုင်ဘူးဆိုတော့တက်စစ်မှာလဲဆိုရင်လည်းဒါမက်ကီဗီကိုအချိန်ပြည့်နှိပါသုံးသွားတယ်ဆိုရင်ဘာမှအလုံးမလုံးနိုင်ဘူးတင်လိုက်တဲ့ cross တွေမှလည်းမြဟိုဘယ်လိုပြောမလဲ right position မှာမက်ကီဗီကမရှိဘူးဂျာဘတ်တိုကလည်း right position မှာမရှိဘူးဆိုတော့ဒီနေသားမျိုးနဲ့အာကျွန်တော်တို့ဒီ low block setup ကိုလည်းမဖြည့်ရှင်းနိုင်ဘူးဆိုတော့နှိပါမှာစကာနေနဲ့ဒါကိုလည်းဟိုပြင်မရမယ်ပေါ့နော်ဟိုဘယ်လိုပြောမလဲ chassis ကိုဒီလို low block setup ကန်လိုက်မယ်ဆိုရင်တို့တင်နိုင်နိုင်နေဆိုတော့ဟိုတစ်ဖက်တင်းနေရဲ့ mic set တဲ့ မိုင်းဆက်ထဲမှာရောက်သွားပြီပေါ့နော်ဆိုတော့ဒါလည်းတကယ်ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့ပြဿနာရှိတယ်ပေါ့နော်ဆိုတော့ဒီနေ့ပွဲမှာဆိုရင်လည်းဒါကိုမပြေရှင်းနိုင်ဘူးလို့ counter transition လာတဲ့အခါမှာလည်းကျွန်တော်တို့အသင်းကနဲ့တင်မဲ့ဘာမှကိုအလုံးမလုံးနိုင်ဘူးဆိုတော့ဒီနေ့ပွဲမှာဟိုကသမားတွေရဲ့ပြင်းတဲ့ကစားပုံပေါ့နော်အလုံးဝကို slow ဖြစ်တယ်တော်တော်နှိကွေးတဲ့ကစားပုံကိုကျွန်တော်တို့တွေ့ခဲ့ရတယ်ဆိုတော့ဒါကြီးကဖြစ်တဲ့လို့ပဲပြောချင်တယ်ပေါ့နော် ဒါတော့တတိယချက်အနေနဲ့ဒါ low blow setup ကိုမာလက်စကာမဖြစ်ရှင်းနိုင်ခဲ့လို့ဒီပွဲမှာရှုံးခဲ့တယ်ဒါမှားခဲ့တယ်လို့ပဲကျွန်တော်ပြောချင်တယ်ဆိုတော့နောက်တစ်ချက်အနေနဲ့ဆိုရင်တော့နိဗျာမာလက်စကာကိုကျွန်တော်အပြစ်တင်ချင်တယ်ပေါ့နော်ဟာဒီနိဗျာလူစားလဲတာအရင်နောက်ကြတယ်လူစားလဲပုံတွေလည်း မှားတယ်ပေါ့နော်လူသားလေးကနောက်ကျတာပါလဲဆိုမက်ကီယူတို့ဒီဂျောက်ဘထိုတို့အဆင်မပြေတာကိုမိနစ်80နဲ့6မိနစ်လောက်ဒီသူတုံးသွားတယ်ပေါ့နော်မိနစ်80နီးပါးတုံးသွားတယ်ဆိုဘယ်လောက်များပုတ်လိုက်တော့ဒီကြားထဲမှာမိနစ်တွေကျွန်တော်တို့ဘယ်လောက်များပုတ်လိုက်တော့ဆိုတော့ဒီနေသားမျိုးဖြစ်တယ်ပြီးတော့ဒီပွဲပြီးတဲ့အခါမှာဂျာဘထုံနဲ့ပတ်သက်ပြီးပြောလဲဆိုတော့ဒီကမ္မဒဏ်ရာချင်းနေရှိတယ်ဒဏ်ရာရနေတယ်လို့ပြောတယ်ပေါ့နော်ထွန်းညူလည်းအပြည့်အဝမစင်းနိုင်ဘူးလို့ပြောတယ် ဒါပေမဲ့ဘာလို့များဒီကမ်းမကိုအချိန်ပြေသုံးနေသေးတုံးဆိုတော့မေကွန်းလည်းရှိတယ်။ဘာလို့မျောလင့်နေတာတော့ပေါ့နော်။ပွဲတွင်းမှာအလုံးမလုံးနိုင်အောင်ဆိုရင်ဘလို့ကသန်းသမားမျိုးပဲဖြစ်ဖြစ်လဲရရှိရင်လဲရမှာပြပြတသားလောက်ရမှာ။ဆိုတော့ဒါပေမဲ့ဒီနေ့ပွဲမှာဆိုရင်သူလဲချိန်နေနောက်ကျခဲ့တယ်ပေါ့နော်။လူသားလဲတဲ့နေရာမှာဆိုရင်လည်းဒီဘက်ကဒီပတ်ထိုနေတူအဆင်မပြေနေတာကျွန်တော်တို့ဟိုပွဲအစတွေကမြင်နေရတယ်အရင်ကြီး impact ဖြစ်တဲ့ကစားပုံကိုဒီနေ့ပတ်ထုနေတိုးကမပြအောင်ခန္ဓာချိုလောက်တော့တိတ်ပြီးမကောင်းဘူးဒါပေမဲ့ ကနချိုလဲပလိုက်တယ်ဆိုတော့ဘလိုစိတ်ကူးနဲ့လဲလိုက်လဲတော့မသိဘူးပေါ့နော်ဆိုတော့ဒီနေရာမှာတော့အရင်ကြီးတော့ပြောတဲ့အရာမရှိပေမဲ့ဟိုကနချိုလဲလိုက်တာတော့မှားတယ်လို့ပဲကျွန်တော်ပြောချင်တယ်ပေါ့နော်ဆိုတော့နောက်တစ်ချက်ကပါလဲဆိုတော့ဟိုကျွန်တော်တို့ရဲ့ဒီနေ့ဘွဲမှာဆိုရင်ကောင်းနေတဲ့အချင်းပေါင်းကိုလဲပစ်လိုက်တာဒီလူသားလဲပုံကိုကျွန်တော်အပြစ်တင်ခြင်းဆုံးပဲဘလိုစိတ်ကူးနဲ့လဲလိုက်လဲဆိုတော့ကျွန်တော်ခုချိန်ထိစဉ်းစားလို့မကြသေးဘူးဆိုတော့အချင်းပေါင်းဒီလောက်ကောင်းနေတဲ့အနေအထားမျိုးမှာဆိုတော့ တိုးစင်လေလိုက်တဲ့ကစားသမားတိုးစင်နဲ့တော်တော်နှေးကွေးတဲ့ကစားသမားမျိုးဖြစ်တယ်ဆိုတော့ဒီအချိန်နေရာပဲကျွန်တော်အသိဒါရှုံးသွားတဲ့အချိန်တွေကိုရောက်စီတယ်လို့ပြောလို့ရတယ်ဆိုတော့ပေးလဲတဲ့ဂိုးကိုကြည့်လိုက်ဒီတိုးစင်ရဲ့အမားမကင်းတယ်လို့ချလိုပါရဲ့အမားလည်းမကင်းဒီကမ်းမနှစ်ယောက်လဲပေးလိုက်နေသားမျိုးတော်တော်ကိုစိုးစိုးဝါးဝါနောက်တန်းဆက်တက်ကြီးဖြစ်သွားတယ်။ဒီညမှာတော့ပြောချင်တာကဘာလဲဆိုတော့ကမ်းမတွေနဲ့လည်း စိုင်းနေပေါ့နော်ဒီနောက်တန်းကစားသမားနှစ်ယောက်ရဲ့လူကပ်ပုံကတော်တော်ကိုညံ့နေနှစ်ယောက်သားရဲ့ဒါနားလည်မှုပေါ့နော် relationship ကလည်းတော်တော်ညံ့နေလို့ပြောလို့ရတယ်တစ်ဖက်ကကန်တင်လိုက်တယ်ဗျာဟောကန်လိုက်တဲ့လုံကိုတူတူပဲကျွန်တော်တို့ဘလုံးတူတူလိုက်ပြီးတော့လုကြတယ်တွန်းတိုက်တိုက်မရှိဘူးတစ်ဖက်ကဘလုံးယူလိုက်တာကိုလက်ခံပြီးတော့ဒါရက်ကြည့်နေတယ်ပေါ့နော်ဆိုတော့ထားပါတူစင်ကလူကပ်ထားလို့ဆိုရင်ခြားလူပါကဘာလို့ရက်ကြည့်နေရလဲပေါ့နော်နှစ်ယောက်သားတူတူလုလိုက်မှဆိုရင်ဒီတက်စင်မှုကဘလောက်များစွမ်းဆောင်နိုင်မှာမို့လို့ ွင်းလို့နေလည်းမဟုတ်ဘူးဒရော့ပါလည်းမဟုတ်ဘူးစွာတယ်လည်းမဟုတ်ဘူးဆိုတော့ဘောလုံးကြီးကင်ထားပြီးတော့6စက္ကန့်လောက်ဒီဒီတိုင်းရက်ကြည့်နေရဘယ်လိုမျိုးတပန်းစစ် mindset ရှိလဲဆိုတော့ကျွန်တော်စဉ်းစားလို့တော့မရအောင်ဒါမေကွန်းထုတ်ချင်စရာကြီးဒီညမှာပြောစရာရှိတယ်ကဘာလဲဆိုတော့ဒီနောက်တန်းနဲ့ဒီကွင်းလေကြားကအာ gas ပေါ့နော်ဒီ space အလွတ်ကြီးက ်ဘယ်သူမှဝင်ပြီးတော့မပိတ်နိုင်ဘူးဆိုတော့ဒီနေရာမှာတောင်ရှိရမက်ကူရယ်လာတို့ရှိတယ်မာစကန်စီတို့ရှိတယ်ပြီးတော့အန်ဆိုဖာနန်ဒက်ရှိတယ်ဂျင်းရှိတယ်ဒီကမ်းမှာလေးယောက်တလုံးတော့စင်ပြေးလာတယ်ဒါပေမဲ့အချင်းချင်းမမီတော့တဲ့ပုံစံမျိုးဒါပေမဲ့ဟိုပြန်ကြည့်လိုက်တဲ့အခါတော့ဒီဆန်နလန်ရဲ့ကာသမားတွေလည်းဒီအချင်းတွေကနေပြီးပြေးလာပဲဒါပေမဲ့ကျွန်တော်တို့အသင်းကကာသမားတွေဘာကြောင့်နေကွေးနေတော့လေးလေးလံနေတော့တို့ဝိမဲ့အဓိကတရားခံကတော့ဒီနောက်တန်းကာသမားနှစ်ယောက်ဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့အသင်းနေတဲ့ရှုံးမွဲကြုံတွေ့ ွားတယ်လို့ပဲဒါနောက်ဆုံးအနေနဲ့ပြောချင်တယ်ဆိုတော့ဒီနေ့ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်အသင်းအနေနဲ့ပါရီမားခဲ့လေအကျွန်တော်ပြောတာနဲ့ဒါအဆက်ဖြစ်လာပေါ့နော်လက်ခံလာပဲနေရာတွေမှာအားနေခဲ့လေဒါနဲ့ပတ်သက်ပြီးတော့ညီကိုတို့အမြင်လေးတွေခန်းစားချက်လေးတွေပြောသွားကြပါဦးအားလုံးကျေးဇူးတင်ပါတယ်ညီကိုတို့နောက်ပြန်မှာပြန်တွေ့ပါမယ်